Hey guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mobi S ပဲဖြစ်တယ်ပေါ့ဒီနေ့မှာကျွန်တော်နဲ့ကျွန်တော်ကတခြားသူတွေဒီဗန်လောက်သွားမှာမဟုတ်ဘဲနဲ့ Naruto fan တွေဆိုရင်တော်တော်များများသိကြမယ် Gigiko လို့ခေါ်တဲ့ brother တယောက်ကိုကျွန်တော်ကဒီဗန်လောက်သွားမှာပေါ့အဲဒီဗန်လောက်သွားမှာ video က Naruto အကြောင်းတော့မဟုတ်ဘူးသူတင်ထားတဲ့ Naruto video တွေလည်းကျွန်တော်နဲ့ကျွန်တော်ကမကြည့်ရသေးဘူးဒါပေမဲ့ကျွန်တော်မနေ့ကတော့ထမင်းစားနေနေကျွန်တော်ကြည့်မိတဲ့ဗီဒီယိုလေးတခုရှိတယ်အဲ့ဒါဘာလဲဆိုရင် Crew နဲ့ Mega Man သူအနေနဲ့သူဒီ Power Skin လေးလောက်ထားမှာအမားတွေတပုံကြီးပါနေရဲ့အဲ့တော့ကျွန်တော်အဲ့ဒါလေးဒီပြန်သွားမယ်ပေါ့ဆိုတော့ ဘာလို့အချိန်ဆွဲနေရောပါလဲကျွန်တော်ကြည့်ပြီးတော့ဒီဘက်လိုက်ကြအောင်ကြည့်ကြည့်ဝေးခမရလောက်နေတာပါဝါစကဲတဲ့နော်ကရိုက်တာနှစ်ကောင်ရဲ့အရေးသားကိုပြိုင်နေရလဲမဟုတ်ကရိုက်တာနှစ်ကောင်ဘယ်ကောင်အရေးသားပူကောင်းလဲဆိုပြီးတော့ပြောနေရလဲမဟုတ်ဘူးလीပါဝါစကဲတဲ့နေပါဝါစကဲတဲ့နေနဲ့ပဲပတ်သက်တာလောက်လို့မရဘူးလားတခြားမဆိုင်တာတွေ ထည့်ပြီးတော့ဗီဒီယိုရဲ့ရမ်းပေးရှင်နေသလားလို့

ဖြစ်အောင်လုပ်ပေးခဲ့တာကသူမရင်းနားလေထားရရာစီကနေပဲသူတည်ယူခဲ့တယ်လို့ပြောရပါမယ်။သူ hero ဆိုပြီးဖန်တီးလိုက်တဲ့ကောင်ကတော့ villain ဖြစ်နေပြီလားဆိုတော့သူကောင်းတာလို့ကောင်းနေကြလားထိကိုဖြစ်လာရမယ်ဆိုတော့တကယ်အကြောင်းပြချက်မရှိဘူးဆိုတာကြောင့်ဆုံးတော့သူတော့ပေါ့နားလေသွားခဲ့ပါလေ။အဲ့ဒါတော့ပဲသူက HIV ကြောင့်ဖြစ်လာခဲ့တယ်ပေါ့။ HIV နဲ့ဖြစ်ရတဲ့အကြောင်းပြချက်မှာကျွန်တော်ကတော့မကမိုင်းကိုပို့ပြီးတော့ကြာတာတက်မဆာပြီးပြလိုက်ပါမယ်။ဒါပါဝါစကယ်လင်းအရေးသားပြောနေတာမဟုတ်ဘူးလို့ပါဝါစကယ်လင်းမှာဆိုမဆိုင်တဲ့ဟာတွေဘာလို့ပြောရနေလဲခမရဘုံကြီးကအင်္ဂလိပ်စာအချိန်မှာလာပြီးတော့သင်ချာအကြောင်းတွေဒါပြောနေသလိုဖြစ်နေတယ် ပါဝါစကဲလင်းဆိုတာလေဘယ်ကောင်ကဘာကြောင့်ဘလူးတက်มาတယ်ဘာကြောင့်ဘလူးဆိုတော့ဝိုင်းနေပြောအောင်မှာဖီလင်းပိုးစံသားနေမဆိုင်လေဟာအဲ့လိုမဆိုင်တာကြီးဗီဒီယိုလောက်ထိပြောနေရတာဗီဒီယိုရှိတာမှ၄မိနစ်နဲ့54စက္ကန့်လာမသိဘူးအဲ့ဒါပဲရှိတာဒါကြီးပြောနေတာတော်တော်လောက်ရှိပြီနော် ဗဂျူရယ်ယာနိုင်ရှင်ကြည့်ရမယ်ဆိုရင်မခါမိုင်းကပဲအသာဘက်မှာရှိနေပါဖြစ်ပါတယ်ဆိုတော့တဝူးချင်းပြိုင်ပွဲဖြစ်တဲ့အတွက်ဘလိုပဲနေနေမခါမိုင်းကအနိုင်ရနေမှာပဲဖြစ်ပါတယ်ဒါပေမဲ့အခုကျွန်တော်က group ကိုပဲအနိုင်ပေးလိုက်ပါမယ်ဟုတ်လို့ဆိုတော့ group ကတိုက်ပွဲတွေမဟုတ်ဘူးလေမြင်ပါပြီရင်ဆိုင်ခဲ့သမျှပြိုင်ပွဲအတိုင်းကိုလည်းအကောင်းဆုံးအနိုင်ယူထားခဲ့ပါတယ်တယောက်ကမှမရှုံးနိုင်ခဲ့ဘူးပါဘူးဒါနဲ့တည်းသူရဲ့ anti villain role ကိုမြင့်တင်ပေးပြီးသားဖြစ်နေပါပြီမဂါမိုင်းဆိုတာကတော့သူ့ universe မှာသူ့ရဲ့ပြိုင်ပွဲ metro man ကိုတောင်အမြဲတမ်းရှုံးနိုင်နေခဲ့တာအမှန်ပါ ငင်းလို့မရပါဘူး။မက်ထရိုမန်ကယူလုပ်သွားတာကိုလည်းသူခံခဲ့ရပါသေးတယ်။အမားတွေအများကြီးပြင်းနေတဲ့သူဆိုရင်လည်းမမပါဘူး။ Alright ထားပါတော့ power skating မသိဘူးဆိုတော့လေ။အဲ့တော့အခုလုံးနေတာကဂီစီကွက်လုပ်သွားတာ power skating ပဲ။ဒါပေမဲ့သူက သူပေးနိုင်ခြင်းတဲ့ကောင်ပေးနိုင်လိုက်တာဘာဖြစ်လို့ဆိုတော့ better experience နဲ့ skill တာလို့ပါ bla 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 ဆိုပြီးတော့ power scaling ဘယ်လိုလုပ်ရလဲဆိုတာ ਨੇ power scaling ဘာလို့လုပ်ရလဲဆိုတဲ့ဟာကို reason နဲ့တကောအခုတခါတည်းရှင်းပြပေးသွားမယ်တခါတည်းအခုလုံးပထမဆုံး power scaling လုပ်ရင်ကိုကြိုက်တဲ့ကောင်နဲ့အဲ့လိုတခြား character နဲ့အဲ့လို power scaling ရှင်းထုတ်တယ်ဘယ်ကောင်အပူချမ်းမလဲအာဘယ်ကောင်အပူပြီးတန်ပါလဲအာဒီကောင်နှစ်ကောင်ချားမှဘသူကပို့ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင်အကယ်ကိုကြိုက်နေတဲ့ကောင်ကမနိုင်ဘူးဆိုရင်တော့မကိုကြိုက်နေတဲ့ကောင်အတင်းပေးနိုင်လို့မရဘူး ဘယ်ကောင်ကနိုင်မလဲဘယ်ကောင်ကပူတန်ပါလဲဆိုတော့သိချင်လို့လှုပ်တာဖြစ်တယ်အဲ့တော့အမှန်တရားကိုလက်ခံနိုင်ဖို့တော့လိုတယ်ပေါ့နော်အဲ့တော့ငါ power scaling လုပ်နေတာငါ video ငါ opinion နဲ့ငါဆိုပြီးတော့ power scaling ကိုလုပ်လို့อ่ะအဆင်မပြေဘူးအဲ့တော့ power scaling လုပ်မယ်ဆိုရင်အမှန်တရား objective တွေနဲ့ပဲလှုပ်တာအဆင်ပြေဆုံးပဲ subjective တမားတွေဆိုရင်တော့တိတ်အဆင်ပြေမယ်မထင်ဘူးဥမာကလေးစားရလိုမျိုးဆိုရင် power scaling ကလောက်ရတာအဆင်ပြေဘူးကလေးစားတွေပုံရင်ပေါ့ ပထမဆုံးအနေနဲ့ပြောရရင်တော့တို့နှစ်ယောက်လုံးရဲ့ gadget တွေကိုအရင်ဆုံးရှင်းရမယ်။အ group မှာပြောရရင်ရေခဲတနက်တွေ၊ DS တနက်တွေ၊နှခန်းညီတိုးဆက်တွေ၊ core တနက်တွေ၊ meat တနက်တွေ၊ energy တနက်တွေ၊ laser တနက်တွေအကုန်လုံးရှိရပေါ့။ဘွားရဲ့လက်ဟုတ်တော်မှာသေးအောင်လုံနိုင်နေအဲဘယ်လိုပြောအောင်ချုံအောင်လုံနိုင်နေရွှင်ကန်းကြီးရတယ်ရှိသေးရဲ့အဲ့ကန်းကြောင့်မလို့ပေါ့မေဂမိုင်းဘက်မှာအကြည့်ရင်တော့ဘယ်လိုပြောအောင်လဲပုံစံပြောင်းလို့ရတဲ့တနက်တွေစရုပ်ဘော့တွေ ဘီလီယံနဲ့ချီရာနဲ့ချီရာကိုကျွန်တော်တွေ့ရတယ်ပေါ့မီဒီယံမဟုတ်တော့မှားလို့အဲ့ဒါအဲ့ဘော့တွေကဘယ်လိုပြောရမလဲ holographic projection တွေပါလုပ်လို့ရသေးတယ်။ hydration gun နဲ့လည်းလူတွေတက်ရှိတွေကိုအတုံးလေးလိုလုပ်လို့ရသေးတယ်။လျှက်စစ်တက်နဲ့လည်းလုပ်လို့ရသေးတယ်။သူ့ရဲ့ megamine ဒီ robot suit ကြောင့်မလို့လည်းအတော်လေးမိုက်တယ်။ပြန်လို့လည်းရတယ်။လုံးဝရွေးရှားဖို့အတွက်ကလည်းလွယ်တယ်ပေါ့ size နဲ့မလိုက်အောင်လုံးဝပော့လုံးတယ်။ အဲ့ဒါအပြင် S ကတိုက်တန်လူကောင်မျိုးကိုတော့မှချိန်ဆွဲပြီးတော့ရှင်းချထားနိုင်တယ်တိုက်တန်ဆိုတာကားတွေလောင်းချားတွေလေဆာတွေစက်တနက်တွေတော့မတွန်းနိုင်တဲ့ကောင်နော်အဲ့လိုကောင်မျိုးကိုအချိန်ဆွဲပြီးကင်ပေါက်လိုက်လွင့်ထွက်အောင်လုပ်လိုက်နေလုပ်နိုင်တဲ့အထိကိုကျန်တယ်ပေါ့နောက်တစ်ခုပြောရရင်နော်သူ့ရဲ့ strength တွေကို boost ပေးရလက်အေးပေါ့သူ့ကို boost ပေးရဆိုတာထက်အလက်အိတ်ကြောင့်မလို့သူက boost သွားလိုမျိုးပေါ့ဒီလက်အိတ်ကြောင့်မလို့ပဲမဂမိုင်းကတန်ရာနဲ့ချီတဲ့စက်ရုပ်ကြီးကိုလက်နှစ်ဖက်ထဲနဲ့အတားလီမပြထားတယ်သူ့ဖက်နဲ့တည်းကလည်းပြန်နိုင်သေးရပေါ့သူ့မှာ portal gun လိုမျိုးဟာလည်းရှိသေးတယ် final weapon ကတော့ debt tree ပဲဖြစ်တယ်ပေါ့အဲ့ debt tree ကနေရ energy ကိုစုပ်ပြီးတော့အဲ့ energy နဲ့ပြန်ပစ်တာအဲ့ bless တစ်ချက်က mountain new တော့မှဖြူနိုင်တယ်ပေါ့အဲ့ဆိုရင် gadget ကဘသူပူတာမလဲပေါ့ပြောရရင် grue ရဲ့ gun နေရ mega mine ရဲ့ mega mega mine စုကြည့်နေထိန်းထားလို့ရတယ်ထောင်းရွှေကန်းကကြတော့လောက်အောင်တင်းအောင်လုပ်နိုင်တာမျိုး ဒါမဲ့သူ့ရဲ့ချောင်းအောင်လုံနိုင်တဲ့အရာကပို့ပြီးတော့ကြီးတယ်အဲ့အရာကြီးရဲ့အချိန်ကအချိန်ပြေတာပို့ပြီးမြန်လေပေါ့ shrink gun နဲ့ mega mine နဲ့တခြား gadget တွေကိုသိတာဟုတ်ပြီ death ray ကိုကြတော့သူကဘယ်လိုလုပ်မှလဲ death ray ကကြတော့ကဘာအပြင်ဘက်မှာရှိတာ shrink gun ရဲ့ reach ကကြတော့အတူလေးပဲအဲ့အပြင်ဘက်ကိုထိတက်ပြီးတော့လောက်အောင်လဲ crew ကဘယ်ထဲတဲ့ကိုဒုံးကြီးယူလာမှာမဟုတ်ဘူးအဲ့တော့ပြောရရင် reach လိုလေးဖြစ်နေတဲ့အတွက် mega mine ကိုတိုက်ဖို့ကြတော့လေဟိုက ဂျူတတိုင်းငါ့ကိုပြစ်ပါငါ့ကိုပြစ်ပါဆိုပြီးညင်ငံနေမယ်မထင်ဘူး။ तू ကလည်း gadget တွေရလည်းရှိသေးတယ်။အဲ့တော့ shrinkan hex ကရှိပေမဲ့ reach ကတူတော့ win condition ကမရှိဘူး။ရှိတာကလည်း win condition ကနည်းနည်းလေး။ဟိုက mega mind ကဟိုးလောင်ရင်နဲ့ dead ring နဲ့ပြစ်ချလိုက်ရင်အမှတခါတည်းပွဲရသိမ့်ပြီ။အဲ့တော့ gadget တွေ weapon တွေ win ကောင်ရင်အကုန်လုံးက mega mind ပဲရတယ်။ IGU Battle IGU Combat အရာကြီးရော IGU ရဆိုရင်တော့သိပြီးပြောစရာလိုမှမထင်ဘူး Mega Mind ရအတိတ ాయి ပေါ့ Metro Man ရ DNA တိတ်တိတ်လေးနဲ့တိုက်တန်တို့ကောင်မျိုးတော်ဖန်တီးတတ်သေးတာပဲခုကြတော့ IGU Fee ရဆိုရင်ငယ်လေးကတည်းကသူကဒုံးကြီးထွင်နိုင်တဲ့ဗာညာပေါ့အဲ့လောက်ပဲ Mega Mind ရ IGU Fee ကိုမှီရတာမတွေ့ရဘူး Battle IGU ဆိုရင်တော့ group ကပို့ပြီးတာမယ်သူက Disparkable Me 2မှာလည်းမယ် Villain ကဘသူလဲဆိုတော့တစ်ချက်ကြည့်အောင်လဲသူသိရနော် Minion တွေကိုလည်း Leadership နဲ့တိုက်ပြီးတော့ဦးဆောင်နိုင်တာ၄ဆိုတော့လည်းအတိတ ాయి better experience တွေကလည်း mega mind တောင်ပို့ပြီးတော့များသေးပါတယ် combat ရဆိုရင်တော့ combat ရကြည့်မယ်ဆိုရင်တော့ group ကတော်တော်လေးမြင့်နေတယ်ပါတယ် hand to hand မှာလည်း dance fight တွေပိုင်းညာတွေကအစလုံးဝအောင်ရတယ်ငမန်းတကောင်ကိုအတားလေးပဲလက်ကလေးနဲ့ပုတ်ထားပြရပေါ့အဲ့ဒါအပြင် villain ဘောင်းများဆိုတော့လည်း hand to hand combat တွေနဲ့ခြားထားသေးတယ် so basically combat မှာဆိုရင်တော့သူကအတားကြီးပဲ mega mind ရဲ့ hand to hand fight ကတော့မရှိတဲ့လောက်ပဲပဲမြင့်လောက်လေးပဲပေါ့အဲ့တော့ combat ကလည်း group ပဲရမယ် reaction speed အနေနဲ့ဆိုပြီးထပ်ပြီးပြောရရင်တော့ group အနေနဲ့ group က ဘာမှအောင်မပါဘဲနဲ့ plain misery လာတဲ့ဒုံးကြီးတွေအကုန်လုံး react ပြတာတော့ reaction speed ရလဲသူ့ပဲပေးရအောင်ပါ strength နဲ့ durability ရဲ့ attack potency ရဲ့ feed တွေကြည့်အဲ့ဒါတွေကိုကြည့်မယ်ဆိုရင်တော့ strength နေနေဆိုရင် physical strength ကြီးပဲဆိုရင်တော့ crew ကလုံးဝအသာကြီးပေါ့ durability ရဆိုရင်လည်းဒုံးကြီးနဲ့ထုတာတွေခံရတာတွေကိုဖင်ကိုကိုပြန်ပြီးမေးစင်းနဲ့ထိုးမိတာတွေမိမုတ်ခံရတာတွေတန်တင်းပုံးနဲ့အထုခံရတာတွေအဆူရီနဲ့အပြစ်ခံရတာတွေလျှက်စျှော့ရိုက်ခံရတာတွေအဲ့ဒါတွေအများကြီးရှိရယ် mega mile durability fee က လုံးဝအောင်သူဘာဆုပ်မှမပါဘူးဆိုရင်ဘာမှမရှိဘူး AB ဆိုရင်ပူပြီးဆိုးတယ်အဲ့ဆိုရင်မဂါမိုင်းကဘာကြောင့်ဝင်းကွတီရှင်တာပြီးနိုင်သွားရတာလဲအဲ့ဒါပြောရရင်တော့သူ့ရဲ့ VR weapon gadget တွေနဲ့အဲ့ gadget တွေကြောင့်မလို့ပဲသူကအဓိကနိုင်သွားတာပေါ့သူရဲ့ gadget ကလည်း mega mine နဲ့ရှင်ကြည့်ရင်လည်းမတားပြန်။ AB ကြတော့လည်း gadget တွေဖြစ်တဲ့ mega mega mine စုကြီးရဲ့ရှိသေးတဲ့ death ray ကိုလည်းမအိုးပါနဲ့။ပြောချင်တာက VR suit ကက်ဂျက်ဝပန်ကြောင့်မလို့ဂရူရဲ့နဂို physical strength နဲ့ durability AP ရမယ့် points တွေအကုန်လုံးမေဂါမိုင်းက overtake သွားတာအဲ့ဒါအပြင် win condition ကိုပါထပ်ပြီးလို့ယူသားသေးတာပေါ့ power scaling လုပ်နေတာဖြစ်တဲ့အတွက် power scaling လုပ်သလိုပဲ power scaling rule နဲ့ပဲလုပ်သွားတာဖြစ်တယ်နော်ဒါတွေကတော့စိတ်ကူးတဲ့အနေလိုမျိုးကိုဖြစ်ချင်တဲ့ဟာတွေကိုစူးကြည့်ပြောနေရမျိုးတခုမှမပါဘူးအဲ့ဒါကြောင့်မလို့ point ရကြည့်မယ်ဆိုရင် group နေနဲ့ group က reaction speed scale combat h2h combat ပြောရရင် better experience agility နဲ့ ဘက်တဲ့ IU အဲ့ဒါလေးပဲရမယ်။ Mega Mind ကြတော့ပြောရရင်အတိက Power Scaling မှာအရေးပါဆုံးအရာတွေဖြစ်တဲ့ AP တွေ Durability တွေ Win Condition တွေ Fit တွေ Gadget Weapon IU အဲ့ဒါတွေနဲ့နိုင်သွားတာပေါ့။ Experience တာတိုင်းလည်းမနိုင်ပါဘူး။ Scale တာတိုင်းလည်းမနိုင်ပါဘူး။အဲ့လိုကြီးဆိုရင်ကျွန်တော်နေကျွန်တော်ပြောချင်တာကဘာလဲဆိုရင် DCEU က Batman ကိုအခုချိန် Sentry နဲ့တွားပြီးချခိုင်းကြည့်ပါလား။အဲ Sentry က Basque မှလည်းမရှိဘူး။ဘာ HP ရမှလည်းမရှိဘူး။ဒါပေမဲ့အခုချိန် Sentry နဲ့ချရင်သူနိုင်ပါလား။ နိုင်ပါဘူးဘာဖြစ်လို့မနိုင်တာလဲအဓိက power scaling မှာအရေးပါဆုံးအရာဖြစ်တဲ့ AB hex ပါညာတရကားတွေအဲ့ဒါတွေအကုန်လုံးအရှိလို့ဒီ better experience နေ better IG တွေပါညာရေဆိုတာအဲ့ဒါတွေနဲ့တွေ့ရင်လုံးဝအရေးမပါသလောက်ဖြစ်သွားတာနော်အရေးပါတဲ့လောက်အရေးပါတဲ့ plot armor နဲ့ပါညာရေဆိုရင်ပေါ့တို့ကထာဝရဘောပါပဲ ဒါပေမဲ့တကယ်တကယ်တော့ power scaling နဲ့ကြည့်မယ်ဆိုရင်တော့အဓိကအရေးကြီးဆုံးအရာဖြစ်တဲ့ဟာအဲ့ဒါကြီးပဲဖြစ်တယ်။အဲ့တော့အဲ့ဒီအချက်လက်တွေအကုန်လုံးက mega mine စီမှာရှိတယ်။အဲ့တော့ mega mine ကနိုင်နေပေါ့။အဲ့တော့ဒီ video ကိုကိုစည်းကွက်ကြည့်နေမယ်ဆိုရင်လည်းကိုစည်းကွက်ကိုပြောချင်တာအမားတွေကိုပြင်ဖို့အတွက်ပြောချင်ပါတယ်။ဒီနေ့ video လေးကတော့လောက်ပါပဲ။